်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ဗိုလ်ချုပ်တို့ရာဇဝတ်မှုများကိုရွေးကောက်ပွဲဖြစ်တရားဝင်စီရင်လှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရားဝင်မှုရှိသောစစ်အုပ်စုရွေးကောက်ပွဲသည်စစ်ဗိုလ်ချုပ်တို့ရာဇဝတ်မှုများကိုတရားဝင်စီရင်လှုပ်ဆောင်နေခြင်းသာဖြစ်ကြောင်းတမ်မတ်ကြီးဦးကျော်မုထုံကပြောပါတယ် အော်တိုဘာ9ရက်နေ့ကုလသမဂ္ဂအစည်းအဝေးတရက်တွင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုဆက်လက်တမ်းမှတ်ကြည့်ဦးကျော်မိုးထွန်းကအထက်ပါတိုင်ပြောကြားခဲ့သလိုစေအုပ်စုရွေးကောက်ပွဲသည်ဒီမိုကရေစီကိုကျင့်သုံးခြင်းမဟုတ်ဘဲချိုးဖောက်ခြင်းသာဖြစ်ကြောင်းလည်းဆိုထားပါတယ်။အာဏာသိမ်းထားတဲ့စစ်တပ်လုံးနဲ့ရွေးကောက်ပွဲဆိုတာတရားမဝင်ပါဘူး။အဲဒါကြောင့်ဒီရွေးကောက်ပွဲကလွတ်လပ်မျှတပါမလားဆိုပြီးမေကွန်းထုတ်နေစရာကိုမလိုတော့ဘူး။ဒီရွေးကောက်ပွဲကိုနိုင်ငံတကာကနေအာဆီယံကပါတစုတစည်းနဲ့ပယ်ချဖို့လိုပါမယ်ဟုရန်ကုန်အခြေစိုက်နိုင်ငံရေးဆောင်ပါရှင်တအူကသတင်းဌာနကိုပြောပါရယ် လက်ရှိတွင်စစ်အုပ်စုသည်နိုင်ငံ၏နေမည်ရာဂိုင်းနှုန်း30အောက်ကစုမိုးနိုင်တော့ပြီးနိုင်ငံကောင်းဆောင်များနှင့်တက်ချွတ်လှုပ်ရှားသူများကိုလည်းဥပဒေမဲ့အကျဉ်းချခြင်းသို့မဟုတ်တည်ထက်များချမှတ်လျက်ရှိကနိုင်ငံသားတို့၏လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့သည်လည်းမရှိတော့ကြောင်းထို့သောအခြေအနေမျိုးများတွင်ကျင်းပမည့်ရွေးကောက်ပွဲ၌ဤသို့မျှလွတ်လပ်၍တရားမျှတပြီးအားလုံးပါဝင်နိုင်မည်မဟုတ်ကြောင်းလည်းပြောထားပါသည်ထို့ကြောင့်နိုင်ငံတကာအတိုင်းအဝန်နှင့်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေနဲ့စစ်အုပ်စုကစီစဉ်လျက်ရှိသည့်အလိမ်ညာရွေးကောက်ပွဲကိုနီလန်အာလုံဖြစ်ပြပြသားသားပေးချရက်နှင့် မြန်မာပြည်သူများနဲ့အတူတကွရက်တီပေးရန်တိုက်တွန်းကြောင်းလဲဆိုပါတယ်။ဆက်လက်ပြီးတန်အမတ်ကြီးကစစ်အုပ်စုကျူးလွန်လျက်ရှိသည့်ရာဇဝတ်မှုများသည့်ပြောမကုန်နိုင်အောင်ပင်ဖြစ်ပြီးအရက်သားပြည်သူများအပေါ်လေကြောင်းနှင့်လက်နက်ကြီးများဖြင့်ခွဲခြားမှုမရှိတိုက်ခိုက်ခြင်း၊အစုလိုက်အပြုံလိုက်တပ်ဖြတ်ခြင်း၊တရားမဲ့တပ်ဖြတ်ခြင်း၊ကျောင်းများစစ်ရုံများနှင့်ဘာသာရေးဆိုင်ရာတာသနိကအဆောက်အအုံများကိုဖျက်ဆီးခြင်း၊ဆန္ဒပြသူများအားအကြမ်းဖက်ဖျက်ဆီးခြင်း၊အတင်းအကျပ်ခိုင်းစေခြင်း၊အတင်းအကျပ်စစ်သားစုဆောင်ခြင်းနှင့်အတင်းအကျပ်နေရပ်စွန့်ခွာစေခြင်းတို့ပါဝင်ကြောင်းလဲဆိုပါသည်။ ဆက်လက်ပြီးနောက်ထပ်တနိုင်ငံတိုးသွားပြီးလုံမလေးရှားနိုင်ငံသားဦးဝင်ကြီးမိုဟာမက်ဟာဆန်သည်နေချင်းပြန်ခရီးနေပြီးတော့သူရောက်လာပြီးမင်းအောင်လိုင်နှင့်ကတုတ်ခရက်တွေ့ဆုံသွားခဲ့သည်။၎င်းအဖို့လည်းအာဆီယံဥက္ကဋ္ဌအနေဖြင့်လာမည့်ထိပ်သီးဆွေးနွေးပွဲတွင်အချက်၅ချက်ဂါရမန်တရားကိုကြီးရွဆိုနေရွေးမဲ့ဖြင့်တင်ပြနိုင်သည့်အကြောင်းအရာတစ်ခုကိုရှာရမည်ဖြစ်သည်။ရခင်က၎င်းနှင့်အတူအင်ဒိုနီးရှားဖိလစ်ပိုင်နိုင်ငံသားဦးဝင်ကြီးများအတူလိုက်ပါရန်စီစဉ်ထားတော်လည်းဖြီးစဉ်ကိုရွှေ့ဆိုင်ပြီးဟာဆန်တယောက်ထဲပေါက်ချလိုက်ခြင်းဖြစ်သည်။ ်သို့တော့အဆက်ကင်းမဲ့နေသည်ကမေးရောင်လိုင်းပင်ဖြစ်သည်၎င်းနှင့်အနေဆုံးတန်းဆွေအားလာမည့်ထိပ်သီးဆွေးနွေးပွဲသို့လည်းဖိတ်ကြားခြင်းလည်းမရှိထို့သို့လူသိရှင်ကြားဖဲ့ခြင်းခံရမှုကိုရှက်ရကောင်းမှန်းမသိ၎င်း၏ရွေးကောက်ပွဲသည်နိုင်ငံရေးပါတီ58ပါတီနှင့်ကိုယ်စားလှယ်ပေါင်း9000ခန့်ရှင်ပြိုင်ကြမည်ဟုတဖက်၏ယုံကြည်မှုရရန်ပြောဆိုသွားသည်ချက်ချင်းလိုပင်၎င်းတို့မီဒီယာများကမလေးရှားမှရွေးကောက်ပွဲလေးလာစောင့်ကြည့်ရန်အဖွဲ့စည်းလို့မည်ဟုကြေညာချက်ထုတ်ပြန်လာသည် အဆိုပါတရင်အောင်ပြည်ပဌာနများကမလေးရှားနိုင်ငံခြားရေးဝင်ကြီးဌာနသို့ဆက်သွယ်မေးမြန်းတော့လေရည်သူများမှတ်ချက်တစုံတရာမပေးဘဲရင်းကိုနှုတ်ဆက်နေကြသည်ဟုသိရသည်ထို့သောမလေးရှားနိုင်ငံခြားရေးဌာန၏ဆိုရှယ်မီဒီယာပို့စ်တွင်ထို့သို့ဆီလိုမီအကြောင်းတလုံးတပါရာများဖော်ပြထားခြင်းမတွေ့ရဘဲရွေးကောက်ပွဲနှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြသည်ဟုသာပါရှိခဲ့ကြောင်းရိုက်တာသတင်းတွေဖော်ပြလာခဲ့သည်မလေးရှားမီဒီယာများကလည်းစစ်အုပ်စု၏အပြောကိုကိုးကားဖော်ပြနေကြတော့လေ၎င်းတို့အစိုးရ၏အတည်ပြုချက်ကိုတစုံတစားမျှပင်မကြရဖြစ်နေသည် တန်တမန်ထုတ်တဲ့အရာထိုးခဲ့သူတို့ကြီးညာချက်မျိုးကိုနှစ်ဖက်ညီနိုင်အတီးပြုပြီးမှသာထုတ်ပြန်ရစမယ်ဖြစ်သည်ထို့သောလှုပ်တင်လှုပ်ထိုက်သည်ကိုစေအုပ်စုနိုင်ငံသားဤဌာနဗီရိုကရက်များမသိပဲနေမိမဟုတ်တော့လေဘဝင်းညရောဂါဆွဲကပ်နေသောအာနာရှင်ကြီးဤတသွေးတသန်တမိန့်ကိုညီသူလွန်ဆန်ဝင့်ပေမည်နီး ဟာဆန်ကိုတိုင်ဇန်နဝါရီလအတွင်းလန်ကာဝီတွင်ပြုလုပ်သောအာဆီယံအစည်းအဝေးတွင်ရွေးကောက်ပွဲကိုဦးစားမပေးသင့်စစ်ပွဲရက်အောင်အရင်လောက်ပါဟုပြောထားခဲ့ပါလျက်ယခုလေးလာစောင့်ကြည့်ဖို့အဖွဲ့ပင်ဆင်လွတ်မည်ဟုပြောလာခြင်းသည်အမှန်ဟုဆိုကတိုစေမိစိတ်ညှို့ခံရ၍လောမင်းအောင်လိုင်းဤရေရာအစွမ်းထက်၍လောဟုယူဆရမလို့ဖြစ်နေသည်ဒီလိုပင်ဖြစ်စေမြေခွေးကတသက်လို့စားမိဆိုသောရွေးခောက်ပွဲမျိုးကိုအာနာရှင်လက်တဆုပ်စာအပြင်အာဆီယံကယုံကြည်မိဆိုကအံ့ဩဖွယ်ရပေမဟုတ်ပါလား ဟာဆန်ရောက်မလာမီလေးတွင်ပင်တရင်ကျုပ်မီထွန်းစူတောင်ပွဲကိုဘုံကျဲတိုက်ခိုက်ပြလိုက်ခြင်းပင်အာဆီယံကိုအရေးလုံးစရာမလိုတော့၎င်းအားအတိမတ်ပြုလျင်ဂျိုဆိုမီဆိုကမင်းအောင်လိုင်ကပဆိုးလှန်ပြလိုက်ခြင်းဖြစ်သည်စကိုင်းတိုင်းချောင်းမြို့တရင်ကျုပ်မီထွန်းပွဲအားဘုံကျဲတိုက်ခိုက်မှုကိုလည်းအကြံဖတ်စစ်အုပ်စုမှလူသိရှင်ကြားဝန်ခံခဲ့ရပြီဖြစ်သည်စီအိုဆူ၏တရင်ကြံကြရေးမှကြီးညာချက်ထုတ်ပြန်ရာတွင်တော်လန်ရေးတံများသည့်လူအုပ်စုကြီးအားလူသားတိုင်းအဖြစ်အသုံးပြုနေ၍တိုက်ခိုက်ရခြင်းဖြစ်သည်ဟုဆိုသည် ၎င်းတို့မိများအတိအသိဉာဏ်ကင်းမဲ့စွာပြောဆိုနေကြောင်းထုတ်ဖော်ပြသလိုက်ခြင်းလည်းဖြစ်သည်၎င်းတို့အဆိုအရဖွဲ့တော်လာလူအုပ်ကြီးများတဲ့တွင်ဒေါ်လန်ရေးတပ်ဖွဲ့ဝင်များလှုံ့ချုံရေးရှူရန်လင်းငါရောက်လောက်ပါလာသည်နှင့်ပင်လူအုပ်ကြီးကိုဖုံးကျဲတက်ဖြတ်ဖို့အဝင်မလေးဆိုသည့်သဘောပင်ဖြစ်သည်အောက်မှပြန်လေပြစ်ခတ်လာမည်မဟုတ်သည်ကိုသိထား၍လည်းယခုလိုအနီးကပ်ပါရာဂလိုက်တာမောင်းသူကလက်နှင့်ကိုင်ပြီးဖျောင်းတိုင်များထုံညိမိပူစောနေသည်လူအုပ်တဲတဲ့ပြစ်ချခဲ့ခြင်းလည်းဖြစ်သည်လက်ရှိတွင်လူ24ဦးသေဆုံးပြီး90ခန့်ထဏ်ရာအပြင်းထန်ရရှိသွားခဲ့သည် ထုတ်ပွဲတော်အထိတိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဟုနှစ်ဖက်ထုတ်ပြန်သောသတင်းများအရသိရှိရသည်ဟု AP သတင်းကဆိုသည်လူအတက်ကိုဖျော်ဆိတ်တကောင်လောက်တောင်တက်ဖို့မထားနိုင်အောင်ပြဲမရဲစီးနေကြသူများဖြစ်သည်ထို့သောအတိညာကင်းမဲ့စွာအမိတ်ပေးစေခိုင်းသူများအလဲစုံစမ်းစစ်ဆေးမှုဟုလည်းအရေးအမှုပင်ပါရှိမလာခဲ့ပြီထို့ကြညာချက်တီကပင်၎င်းတို့လူအစုလိုက်အဖြုံလိုက်တက်ခဲ့သည်လူမဆန်သည့်စစ်ရာဇဝတ်မှုများကျူးလွန်နေကြောင်းဝန်ခံထွက်ဆိုလိုက်ခြင်းပင်ဖြစ်ပေတော်သည် ၎င်းတို့လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း2321ကြိမ်ရှိလာခဲ့ပြီးအရတားပြည်သူ1849ဦးကိုတပ်ဖြတ်ခဲ့ကြပြီးဖြစ်သည်ပြည်သူတို့ဤတရားတော်စစ်မုတ်ချအောင်ရမည်ဆက်လက်ပြီးစစ်ရှုံးအကြံဖတ်စစ်တပ်ရဲ့ထိုးစစ်တွေထိရောက်မှုမရှိအရတားတွေပိုတိုက်ခိုက်လာလို့စည်ရေးတရီရှိဖို့အေးအေးတိုက်တွန်းနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ် အာနာသိန်းစစ်ကောင်စီတပ်ကအာရကဒေသအတွင်းကြီးရည်လီပူပေါင်းစစ်စီရင်ညာဖြုတ်လို့ရရှိနေပြီးကြောက်ဖြူမျိုးနဲ့အတွင်းထိုးစစ်များကိုအခုနှစ်မလဆန်းကစတင်ပြီးချိန်ဖန်များစွာဖြုတ်လုပ်ခဲ့တော်လဲထိရောက်မှုမရှိပဲအထီးခိုက်ကြဆုံးများကိုသာရင်ဆိုင်ခရကြောင်းအာရကတပ်တော် AA ကထုတ်ပြန်လိုက်ပါတယ်ဒါပြင်ပြည်သူတွေအနေနဲ့လည်းစစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုရန်ကိုအထူးသတိပြုဖို့စည်ရည်တရီရှိဖို့ထပ်လောင်းနှိုးဆော်ခဲ့ပါတယ်။စစ်ကောင်စီဟာ2023နှစ်ကုန်ပိုင်းကနေစပြီးနှစ်နှစ်နီးပါးကာလအတွင်းဆုံရှုံခဲ့ရတဲ့တရင်တပ်မဌာနချုပ်တိုင်းဌာနချုပ်များအပါအဝင် စည်ရေးနိုင်ငံရေးအရာအချက်အချာကြတဲ့နေရာအကျိုးနဲ့မြို့ရွာတွေကိုပြန်လည်တင်ပတ်ရယူဖို့မြန်မာနိုင်ငံအနှံ့ထိုးစစ်ကြီးတွေလှုပ်ဆောင်နေတဲ့အပေါ်အေအေထိန်ချုပ်ဒေသစည်ရေးခြေနေကိုအခုလိုအတည်ပြုခဲ့တာဖြစ်ပါတယ်အေအေအနေနဲ့လည်းအာရကဒေတာအတွင်တင်ပတ်ရန်ကြံရှိနေတဲ့မျိုးတွေကိုဆက်လက်တင်ပတ်ရယူဖို့အကျိုးစားနေတယ်လို့ထုတ်ပြန်ခဲ့တယ်လို့စစ်ကောင်စီကလည်းအာရကတပ်တော်ထိန်းချုပ်ထားရနေရာတွေကအချို့နေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုဆက်လက်ပြုလုပ်ဖို့ပြင်ဆင်လျက်ရှိကြောင်းအသိပေးထားပါတယ်။ဒါပြင်အာရကဒေတာနဲ့နေမြေကျင်းထိစပ်နေတဲ့ဒေတာတွေမှာတိုက်ပွဲဖြစ်ပွားမှုအခြေအနေတွေကိုလည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။မကွေးတိုင်း၊နှက်ရည်ကန်၊ပဲခူးတိုင်း၊ညောင်ကျိုးပြူဟာကုန်းနဲ့အေရဝတီတိုင်းအဆက်လေးမျက်နှာမျိုးနဲ့အတွင်တွေမှာစီကောင်စီရဲ့ထိုးစစ်တိုင်းကိုကြံ့ကြံ့ခံပြီးတံပြန်ထိုးစစ်ဆင်လျက်ရှိတာကြောင့်တိုက်ပွဲတွေနေ့တိုင်းနေ့ပါဖြစ်နေတယ်လို့အသိပေးထားပါတယ်။ နှစ်ဖက်စလုံးအတွက်စည်ရေးအချက်အချာကြသောနေရာ၅ခုမှာအပြန်အလှန်ထိုးစစ်တွေနဲ့အတူနှိမ့်စင်ရက်ဆက်တိုက်ခိုက်နေတာရဲတပ်တပတ်ပေါင်းများစွာကြာမြင့်ခဲ့ပြီလို့ထုတ်ပြန်ပါတယ်။အာနာသိန်းစစ်ကောင်စီတရဲ့အရဲသားတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေမှုတွေကိုလည်းအေးအေးကထုတ်ပြန်ပါတယ်။စစ်ကောင်စီဟာအာရကဒေသကမြို့ရွာတွေကိုလေးချောင်းတိုက်ခိုက်တာအပြင်ပင်လယ်ပြင်ရှိစစ်တင်းဘောတွေကနေစည်ရေးပြစ်မှတ်မဟုတ်တဲ့အရဲသားပြည်သူတွေနေထိုင်ရာရက်ကွက်ကြီးရွာတွေအတွင်ရန်တမ်းတိုက်ခိုက်နေတာလို့ဆိုပါတယ်။ဒါပြင်ပင်လယ်ပြင်ကမ်းဒီအတွင် တနိုင်တပိုင်ဝန်စာရှာဖွေငါဖန်ထွက်နေကြတဲ့ရေလုံသားပြည်သူတွေကိုဖမ်းဆီးတောင်းတပ်ဖြတ်တာအခုရက်တွေအတွင်းစက်တိုက်ပြုလုပ်လာနေကြောင်းလည်းထုတ်ပြန်ပါတယ်ဖြစ်စဉ်အကျိုးကိုလည်းဖော်ပြခဲ့ရာစက်တင်ဘာ6ရက်မှာတန်တွဲမျိုးတောင်မကြီးတိုင်းနဲ့ဆက်လေမြော့ကြီးွာကအယက်သားရေလုံသားပြည်သူလေးဦးပြင်လေပြင်ကန်ဒီမှာငါဖန်နေစဉ်စစ်ကောင်စီရဲ့ဖမ်းဆီးမှုခံခဲ့ရတယ်လို့ဆိုပါတယ်အော်တိုဘတ်၃ရက်ကလည်းချောက်ဖြူမြို့စားပြင်ကွင်းရက်ွက်မှာအပြစ်မဲ့ရေလုံသားပြည်သူ၂၀ကျော်အားစစ်ကောင်စီကအကြောင်းမဲ့ဖမ်းဆီးခဲ့ကြောင်းဖော်ပြထားပါတယ်။ အယက်သားပြည်သူနေထိုင်ရာနေရာတွင်စာတင်ကျောင်းတွင်ဈေးရုံဈေးကမ်းတွင်လည်းသာသနိကအဆောက်အုံတွေကိုရည်ရွယ်ချက်ရှိရှိဥတီပြတ်မှတ်ထားကရေချောင်းလေချောင်းတို့ကတိုက်ခိုက်နေကြောင်းထုတ်ပြန်ပါတယ်။စက်တင်ဘာ၄ရက်ကစစ်ကောင်စီတင်ပေါ်တွေကလက်နက်ကြီးနဲ့တိုက်ခိုက်ခဲ့လို့တန်တွဲငပလီကမ်းခြေအနီးနဲ့လင်းရိုးတောင်ပေါ်လက်နက်ကြီးပောက်ကွဲခဲ့တယ်လို့ဆိုပါတယ်။စတဲ့ဘာလာမှာတန်တွဲမျိုးပေါ်ကအယက်သားတွေနေထိုင်ရာနေရာတွေကိုပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်ခဲ့လို့အမျိုးသားတအုပ်သိဆုံးခဲ့ရတယ်လို့ကိုဝင်ဆောင်မိခင်တအုပ်နဲ့အသက်6နှစ်အရွယ်ကလေးငယ်တအုပ်အပါဝင်၄ဦးတန်ရာရရှိခဲ့ကြောင်းဖော်ပြပါရတယ်။ စက်တင်ဘာ29ရက်ကလည်းစစ်တင်းဘော်တွေကတန်တွင်းမြို့နယ်မြို့ပတ်ဝင်းကျင်တရားတွေကိုလက်နက်ကြီးနဲ့ရန်တမ်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်အောက်တိုဘာ9ရက်ကကွာမြို့နယ်ပုံမြက်ကြီးရွာအနောက်ဘက်ရှိပင်လယ်ပြင်မှာစစ်တင်းဘော်တွေကလက်နက်ကြီး17ကြိမ်တိုက်ခိုက်ခဲ့ကြောင်းအသိပေးထားပါတယ်။အဲ့ဒီနေ့မှာပဲတန်တွင်းငပလီကံကြီးမျက်နှာချင်းဆိုင်မှာအထိုင်ချထားတဲ့စစ်တင်းဘော်တွေကတန်တွင်းမြို့ပတ်ဝင်းကျင်ကိုလက်နက်ကြီးရန်တမ်းပစ်ခတ်ခဲ့တယ်လို့တန်တွဲကွာမြို့ပေါ်ဝိုင်းတွင်း Y8 လီယန်တွင်လေးနိုင်ခန့်ကြောင့်မြေမနာစက်တိုက်ပြန်ဝဲခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ အော်တိုဘာ၁၀ရက်မနက်မှာတော့တန်တွဲမျိုးအနီးပတ်ဝန်းကျင်အားရက်လျင်ပြက်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိပေးပါတယ်။ဒါကြောင့်ပင်လယ်ကန်ဒီမျိုးရွာတွေကပြည်သူတွေအနေနဲ့စေကောင်စီတပ်ရဲ့ရှေးချောင်းဒီချောင်းတိုက်ခိုက်မှုအနေရဲ့ကိုအထူးသတိထားကြဖို့စေရေးသတိရှိကြဖို့အေအေကထပ်လောင်းအသိပေးခဲ့ပါတယ်။